အားလုံးပဲမင်္ဂလာပါရှင်မန္တလေးခေတ်သစ်တင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကုလသမဂ္ဂကဦးဝင်းမြင့်နှင့်ဒေါအောင်ဆန်းစုကြည်ကိုတရားဝင်အစိုးရခေါင်းဆောင်ဆက်ရဲမှဆက်ထားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကမ္ဘာကူလာသမဂ္ဂကသူတို့ရဲ့တရားဝင်နိုင်ငံခေါင်းဆောင်များဆက်ရမှဖန်စီထိမ့်သိမ်းခံထားရတဲ့သမရဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ကမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တွေအဖြစ်ဆက်လက်ဖော်ပြထားတာကိုတွေ့ရပါတယ် ကုလသမဂ္ဂရဲ့နိုင်ငံတော်အကြီးအကဲများအစိုးရအဖွဲ့ခေါင်းဆောင်များနဲ့နိုင်ငံခြားရေးဝန်ကြီးများဆိုင်ရာနောက်ဆုံးထုတ်ပြန်တဲ့အောက်တိုဘာ29ရက်နေ့ဆွဲပါဆက်ရင်ဟာကမ္ဘာနိုင်ငံအသီးသီးရဲ့ဘယ်အစိုးရကိုကုလသမဂ္ဂကတရားဝင်အဖြစ်အတိမတ်ပြုတယ်ဆိုတဲ့အဓိကတန်တမာရေးရအညွန်ကိန်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီစာရင်းရဲ့စာမျက်နှာ30မှာမြန်မာနိုင်ငံအတွက်အခုလိုဖော်ပြထားတာပါ။ကိုကိုကိုယာယီတမရအဖြစ်သတ်မှတ်ထားတဲ့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုက်ရဲ့နာမည်နဲ့ယာတုကိုဒီစရင်မှာလုံးဝထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ်ဦးကျော်မိုးထွန်းကိုထားရှိထားပြီး သူဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာထောက်ခံကြောင်းကုလသမဂ္ဂမှတရားဝင်ပြောကြားခဲ့ပါတယ်။ဒါပြင်စစ်ကော်မရှင်ကသူတို့ရဲ့အုပ်ချုပ်မှုကိုတရားဝင်ဖြစ်စေဖို့ရွေးကောက်ပွဲတစ်ခုကျင်းပဖို့ကြိုးပမ်းနေချိန်မှာပဲကုလသမဂ္ဂရဲ့အကြီးအကဲကိုယ်တိုင်ကပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။မကြသေးခင်ကကွာလန်လမ်ပူမြို့မှာလုပ်ခဲ့တဲ့ ASEAN ထိပ်သီးအစည်းအဝေးမှာကုလသမဂ္ဂအထွေထွေအထွေရေးမှုချုပ်အန်တိုနီရိုဂူတာရက်စ်က ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတလိုက်မယ်လို့ဘယ်သူမှယုံကြည်မှာမဟုတ်ဘူးလို့တရားဝင်ပြောခဲ့တာပါတဖက်မှာလည်းကုလသမဂ္ဂကနိုင်ငံခေါင်းဆောင်တွေအဖြစ်အတိအမှတ်ပြုထားတဲ့သမ္မတဦးဝင်းမြင့်နဲ့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်တို့ဟာစစ်ကော်မရှင်ရဲ့မတရားဆွဲဆိုမှုတွေနဲ့နှိရှေထောင်ဒဏ်တွေချမှတ်ခံထားရဆဲဖြစ်ပါတယ်ကုလသမဂ္ဂနဲ့အာဆီယံ2ကိုယ်စားလှယ်တို့ကဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့စစ်ကော်မရှင်ဘက်ကဒီနေ့အထိခွင့်မပြုခဲ့ပါဘူးဆလပီ သက်သက်ခံရွေးကောက်ပွဲဝင်ခွင့်ပြုရန်အတနာခန့်စာတင်ပြမှု UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီလှုပ်ဆောင်မှုသုံးသပ်ထားပြီးမင်းအောင်လှိုင်အဆုံးဖြတ်တာအဓိကဟုဆိုရဲဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်က၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်ထားမှုအပေါ်တညာစင်စားပြည့်ရနှင့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရန်တင်ပြထားမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီလှုပ်ဆောင်ခြင်းဖြစ်သည့်ဟုသုံးသပ်တင်ပြထားကြောင်းသိရှိရပါသည် အော်တိုဘာလနှောင်းပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်တွင်အကြွေးပေးရရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှရွှေခောက်ပွဲကော်မရှင် UEC ကပယ်ဖျက်ခဲ့ကြောင်းထို့ရတွင်သက်သက်ခိုင်ကပြန်လည်စဉ်းစားပေးရမရောင်းလိုက်တဲ့ UEC ဥက္ကဋ္ဌထံသို့အတနာခန့်စာတင်ထားကြောင်းအဆိုပါအတနာခန့်စာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရတွင်ဥပဒေစီမံစည်းကမ်းများနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြောင်းရှင်းသုံးသပ်ချက်ကိုလည်းစစ်ကောင်းဆောင်မရောင်းလိုက်ထံသို့တင်ပြကြမည်ဖြစ်ပြီးမရောင်းလိုက်၏အဆုံးအဖြတ်သာအတိတ်ကဖြစ်ကြောင်း မြန်မာနိုင်ငံကခွင့်ပြုလျက်တသက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ရပြီဖြစ်ပြီးမြန်မာနိုင်ငံက UEC သဘောထားအတိုင်းသာဖြစ်သည်ဟုမှတ်ချက်ပေးလျင်တသက်ခိုင်ကိုကိုယ်စားလှယ်လောက်အဖြစ်မှပြည့်ဖြတ်ထားမှုကိုရုပ်သိမ်းရန်မရှိကြောင်းသိရပါတယ် UEC အဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်ပြဋ္ဌာန်းချက်နဲ့အညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသပ်ချက်ထွက်ပါတယ်အဲ့ဒီတုံသက်ချက်ကိုလေဘိုးချုပ်မှုကြီးစီပုံမယ်အကြိမ်ွေဘိုးချုပ်မှုကြီးက UEC ရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဆွတ်ဖက်စရာမရှိဘူးဆိုရင် ဒေါက်တာတသက်ခိုင်ရဲ့ကိုယ်စားလှယ်လောင်းပယ်ဖြတ်ထားမှုကဘာမှပြုပြင်ပြောင်းလဲမှုရှိမှာမဟုတ်ဘူး။ဒေါက်တာတသက်ခိုင်ရဲ့အတနာခန့်စာအပေါ်ဗိုလ်ချုပ်မှုကြီးကယက်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမယ်။ UEC အဆုံးဖြတ်တိုင်းလို့မှတ်ချက်ပေးရင်တော့သူရွေးကောက်ပွဲဝင်ခွင့်က no ဖြစ်မှာပုံ။ဒါပေမဲ့တစ်ဖက်မှာလည်းသူအကျွေးတွေကမကြေသေးတော့ဥပဒေနဲ့ကညှိနှိုင်စေဖြစ်တာမို့သူရွေးကောက်ပွဲဝင်ခွင့်မရဖို့ကတေချာတလောက်ဖြစ်ပါတယ်ဟုရှင်းမှုကိစ္စကိုထဲထဲဝင်ဝင်သိရှိနေတော့နေပြည်တော် UEC ရွေးကောက်ပွဲကော်မရှင်တရင်ရင်မြက်ကရှင်းပြပါတယ်။ ရှမ်းကုန်းတိုင်းအမျိုးသားလွတ်တော်မဲဆန္ဒနှင့်အမှတ်နှစ်တွင်အမည်စရဲတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ခါကြီးပါပြဋ္ဌာန်းချက်နှင့်ညီစွန်သက်ဖြင့်ကိုစဲလက်လောင်းဆက်ရဲမှဖဲဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပြီးဖြစ်ပါသည်။ကဘာအီဖျားလက်နှင့်ဆရာဆန်လန်တောင်ရှိ68 resident အင်ယာစီမံကိန်းကိုတသက်ခိုင်နှင့်အောင်ကျော်ဝင်းတို့ကကမ်ဘောဇာဖန်ထမ်းမှငွေချက်ဘီလီယံ100ကျော်ချေငှခဲ့ကြောင်း ို့ရတွင်68 resident အင်ယာစီမံကိန်းမှအချိန်မီ PC ခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ္ဘောဇာဘက်မှချေယူထားသောငွေချက်ဘီလီယံတရာကျော်မှလည်းအတူရောအရင်းပါပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါသည်စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်ရှိအကားကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မဟုတ် မတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြဋ္ဌာန်းထားရာတသက်ခိုင်မှကမ္ဘောဇာဘက်သို့ငွေချက်ဘီလီယံ100ကျော်အကြွေပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်ညီဆိုးနေခြင်းဖြစ်ပါသည်တသက်ခိုင်အပါဝင်လွှတ်တော်ကုစရလောင်း86ဦးကိုလွှတ်တော်ကုစရလောင်းအရေးချင်းသတ်မှတ်ချက်များနှင့်မပြည့်မီသည့်ဖြင့်လွှတ်တော်ကုစရလောင်းများအပြစ်မှပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါသည်တသက်ခိုင်ကမူ၎င်းအနေဖြင့်အမေရိကန်ဒေါ်လာတန်185တန်တန်ငွေချက်အပြင်940ဘီလီယံတန်68 resident အင်ယာစီမံကိန်းအတွက် ကမ္ဘောဇာဘက်မှအကျွေးယူခဲ့ပြီးအတိုးနှောက်ကြခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအကျွေးကို၈နှစ်တန်တီဖြစ်စီ၁၀နှစ်တန်တီဖြစ်စီဆက်လက်ဆက်သွားမည်ဖြစ်ကြောင်းရန်ကုန်တွင်လုံခဲ့သောရက်ပိုင်းအတွင်းသတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ကျမိုက်သတင်းတင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။